ထောင်ဝရပျောက်ွယ်သွားခဲ့ကြပြီဖြစ်သောတချိန်ကကဘာလက်ခီးသွားတွေကိုဆွဲဆောင်နိုင်ခဲ့တဲ့နေရာ၅ခုအားလုံးပဲမင်္ဂလာပါခင်ဗျာကဘာလွားကထူးခြားဆန်းပြားတဲ့အကြောင်းအရာလေးတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လောကကြီးမှာဖြစ်ပျက်သဘောတရားတွေရှိတယ်ဆိုတဲ့အတိုင်းပဲကဘာကြီးပေါ်မှာတချိန်လုံးကလှပခန်းနှန်းစွာနဲ့တရှိခဲ့မှုတဲ့တဘာဝအလတ်တရားတွေပျောက်ကွယ်သွားခဲ့ကြပါပြီတချိန်လုံးကဆိုရင်ကဘာလက်ခီးသွားတွေနဲ့စီစီကားကားရှိခဲ့မှုတဲ့နေရာတွေက အခုချိန်ဓာတ်ပုံတွေထဲမှာမြင်တွေ့လိုက်ရင်ကိုပဲဒါအရင်တုန်းကငါတို့တွေ့ခဲ့ဘူးရောက်ခဲ့ဘူးတဲ့နေရာမှာဟုတ်ပါလိမ့်သလို့တောင်စဉ်းစားရကြက်စီပါလေဒီနေ့ဗီဒီယိုထဲမှာတော့ယခုချိန်မှာပျောက်ွယ်သွားခဲ့ကြပြီဖြစ်တဲ့တစ်ချိန်တုန်းကကဘာလက်ခီးသွားတွေကိုဆွဲဆောင်ရနေရာချုပ်ကိုရှာဖွေတင်ဆက်ပေးလိုက်ရပါတယ်နံပါတ်1 Cave of Ordamia Ordamia Line ကို Ordamia Line ကဂူထဲမှာရေးဆွဲထားတဲ့ရှေးအောင်းနေရာပကြီးတွေကြောင်းကြော်ကြားပါတယ်ဆယ်စုနှစ်တခုကြာတဲ့အထိခီးသွားတွေလေးလာနိုင်ဖို့အတွက် ်ခွင့်လင့်ပေးထားခဲ့ပေမဲ့နောက်ပိုင်းမှာတော့ဂူထဲမှာစုထိုင်းစားတွေအများများလာပြီးရင်ငွေတွေမှုလို့ပေါက်လာခဲ့ပါတယ်။ကာမနိုင်အောက်ဆိုက်ပမာဏကလည်းတိတိတတ်တာကိုများပြားလာပါတယ်။နောက်တစ်ချက်ကခီးသွားတွေရဲ့စီကံမဲ့မှုကြောင့်နေရံပကြီးတွေပျက်စီးဆုံးရှုံးလာနိုင်မဲ့အန္တရာယ်လည်းရှိပါတယ်။ဒါကြောင့်2002ခုနှစ်မှာအာနာပိုင်တွေကဒီဂူထဲကိုအခွင့်မရှိမဝင်ရဆိုပြီးပိတ်ပစ်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။နံပါတ်1 Wedding Cake Raw မင်္ဂလာဆောင်ကိတ်မုံကြောက်တုံးကြီး ။အော်စတြေးလျနိုင်ငံစစ်တနီကမ်းရိုးတန်းမှာတည်ရှိပါတယ်။အဖြူရောင်ကိမ့်မုန်တဲ့ပုံစံတူပြီးကိမ့်မုန်နေအလှော်လိုက်အချက်လိုက်တတ်ထားသလိုပုံစံမျိုးဖြစ်ပါတယ်။ဒါပေမဲ့ဒါကသဘောအတိုင်းဖြစ်ပေါ်နေတာပါ။ခီးသွားတွေကဒီကြောင်တုံကြီးပေါ်မှာအန်ရရှိနိုင်တဲ့အနေထားတွေနဲ့ဓာတ်ပုံရိုက်ခံကြပါတယ်။ကြာလာတော့ကြောက်တုံးကြီးကမတိမငြိမ်ဖြစ်လာပြီးအချိန်မရွေးအောက်ကိုပြုတ်ကျသွားနိုင်တဲ့ပုံပေါက်လာတာကြောင့်အာနာပိုင်တွေကအဲ့ဒီအစွန်းထိမသွားဖို့အတွက်ချန်စီယိုးကတားမြစ်လိုက်ပါတယ်။ဒါပေမဲ့အချို့တွေကတော့ချန်စီယိုးကိုကြော်ပြီ ကြောက်တုံးကြီးပေါ်ကိုသွားရောက်ကဓာတ်ပုံရိုက်ခံနေကြသည်ဖြစ်ပါတယ်။ဒါကြောင့်အာနာပိုင်တွေကဒီနေရာကိုမသွားကြဖို့လုံးဝပိတ်ပင်လိုက်ရပါတယ်။နံပါတ်3 Guayar Fall Guayar Yidegon ဘရာဇီးပါရာဂွေးနယ်စပ်တစ်လျှောက်မှာရှိတဲ့မြားပြားလာတဲ့ယေဒဂွန်တွေထဲကတစ်ခုဖြစ်ပါတယ်။ယနေ့ကမ္ဘာမှာထင်ရှားကျော်ကြတဲ့နိုင်အာဂရာယေဒဂွန်ရဲ့အလှကိုကောင်းကောင်းကြီးရှင်နိုင်တဲ့ယေဒဂွန်မှာဒါကြောင့်လေယေဒဂွန်ကိုလာရောက်လည်ပတ်ကြသူတွေပျော်ပွဲစားထက်ကြသူတွေအများပြားရှိခဲ့ကြပါတယ်။ ါပေမဲ့အခုဆိုရင်ဒီရေဒီဂုံကလုံးဝကိုမရှိတော့ပါဘူး။ကမ္ဘာအကြီးဆုံးရေအားလျှပ်စစ်ရေကာတာကြီးတိစောက်ခဲ့ခြင်း1982ခုနှစ်မှာပဲကမ္ဘာကြီးပေါ်ကနေလုံးဝပျောက်ကွယ်သွားခဲ့ရပြီဖြစ်ပါတယ်။နံပါတ်၄မာရာဘေးမာရာပင်လင်အော်ဖီဖီကျွန်း2000ပြည့်နှစ်မှာရုံတင်ပြသခဲ့တဲ့နာမည်ကျော်မင်းသားလီယိုနာໂດဒီကာပရီယိုပါဝင်ထားတဲ့ The Beach ရုပ်ရှင်ဇာတ်ကားကြီးကဒီနေရာမှာရိုက်ကူးထားတာပါ။ရေပြင်က Crystal Gear တွေလိုအရန်ကိုကြည်လင်ပြသပြီး တဲတောင်ဖြူလွားလာလေးတွေနဲ့အကျန်းကိုလိုက်ဖက်လာပါတယ်။အဲ့ဒီနောက်ပိုင်းမှာမာရာပင်လယ်အော်ကကဘာကျော်ဖြစ်သွားခဲ့ရပြီးကဘာလက်ခီးတဲ့တွေအများပြားကိုလာရောက်ခဲ့ကြပါတယ်။နိုင်ငံအတွက်နိုင်ငံခြားငွေတွေအများကြီးရှာဖွေပေးနိုင်ခဲ့ပေမဲ့အကျိုးဆက်အနေနဲ့ပင်လယ်ရေပြင်ညင်ညမ်းလာခဲ့ပြီးတန်တာကြောက်တန်းတွေတစားတစ်စားပျက်စီးလာခဲ့ပါတယ်။ဒါကြောင့်ထိုင်းအာဏာပိုင်တွေကဒီနေရာကိုပိတ်ပစ်လိုက်ပါတယ်။နံပါတ်၅ဘဲကောင်းကြောက်တောင်ငယ်ဒူစီဘေးအမြင့်ခုနှစ်ဘေးရှိတဲ့တဘာဝတဲကြောက်ဘဘူးရုပ်ဖြစ်ပါတယ်။ပစိဖိတ်သမုဒ္ဒရာကြီးနောက်ခံချုပ်ခင်းနေကြအောင် လူအများကြီးရေပန်းစားပါတယ်လူတွေကကြောက်တုံးဘုံကိုတက်ပြီးဓာတ်ပုံတွေရိုက်ကြရိုကြချစ်ကြကြည်နူးကြတွေလှုပ်ကြပါတယ်ဒီတဘာဝဘဝရုပ်ကြီးတရှိလာတာနှစ်ပေါင်းတန်းနဲ့ချိန်ခဲ့ပြီဖြစ်ပေမဲ့တစ်ချိန်လုံးလိုလိုလူတွေကအပေါ်တက်နေတာကြောင့်အောက်ခြေမခိုင်ဖြစ်လာခဲ့ပြီး2016ခုနှစ်ဩဂုတ်လမှာတော့ဘဲကောင်းတစ်ခုလုံးပြိုကျပျက်စီးသွားခဲ့ရပါတော့တယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ